န်လို့ပြောတယ်ဟိုကိုရဲ့ဟိုအလဲပြင်းပြန်လာမလားမလားလားဆိုတဲ့အားနဲ့ချက်ရှိတယ်မြန်မာပြည်မှာနေတဲ့သူကြတော့မြန်မာပြည်မှာပိုင်ဆိုင်မှုတွေရှိရမြန်မာပြည်မှာကွာလျှောက်လုံးနေလာခဲ့ပြီးတော့ဟိုစနစ်တကျနဲ့တိဆောက်ထားတဲ့သူတွေကတော်တော်အလဲသွားပြီးလက်ပြန်လာပြီးကိုကိုရဲ့ပိုင်ဆိုင်မှုတွေပြန်ထိမ့်သိမ့်နေသူတွေဆိုတော့အဲ့ဒီ home time ကအားတာတယ်မြန်မာပြည်နဲ့ဆိုရင်ဒါပေမဲ့ကိုကအခုချိန်မှာမြန်မာပြည်ပြန်ခဲ့မယ်ဆိုလို့ရှိရင်လည်းဘာတွေအားနဲ့ချက်တွေရှိလဲဆိုတာမထည့်စင်စားဖို့လိုတယ်အဲ့တော့ပြန်စင်စားပါဘောနော်ခဏပြန်ပြီးတော့ရှောက်လို့ရတယ်ဆိုရင်တော့ ရှောက်ကြည့်ပေါ့နော်မြန်မာပြည်ကအဲဒါဆိုမြန်မာပြည်ကဆိုရင်တော့ဘန်နေလောက်လို့ရတယ်ဘန်စင်ရင်းတွေဖွင့်လို့ရတယ်မြန်မာပြည်ကပိုင်ဆိုင်မှုတွေပြလို့ရတယ်မြန်မာပြည်ကအလုပ်တွေပြလို့ရတယ်အလဲနဲ့သွားမယ်ဆိုလို့ရှိရင်မတို့မှာနှစ်ခုသုံးခုရှိတယ်အလဲဗီဇာဆိုတာတိုးနဲ့သွားတာတစ်ခုပေါ့နော်ခုနကမတို့တိုကီးစင်စီစဉ်ပြီးသွားတာတစ်ခုဒီအလဲအလဲဆိုတာမိတ်ဆွေစီလဲတာလည်းဖြစ်ဖြစ်ပဲစေကန်းသွားပြတာလည်းအလဲလို့သတ်မှတ်လို့ရတယ်စီဝါရေးအတွက်မီတင်သွားတက်တာလည်းအလဲလို့သတ်မှတ်လို့ရတဲ့အတွက်အဲအဲ့ဒါတွေကိုအဲ့ဒီအလဲထဲမှာကွာ category ရှိမှာအလဲဗီဇာတဲကိုဝင်ရောက်ကွာစီစဉ်ပြီးတော့အလဲနဲ့သွားပေါ့နော်အလဲနဲ့သွားရဲဆိုလို့ရှိရင် ဗီဇာလျှောက်ဖို့ဆိုရင်သိန်း20လောက်တော့ကုန်တယ်။စာပြေအမတို့စာပြေခါကဒေါ်လာ150ယူတယ်။အဲဗီဇာဟိုပါပေါ့နော်။ဒါလဲဗီဇာဖို့ရှိမယ်။ခီးတော့အမကန်ရှိတယ်။ အချို့တွေပြောရင်မအားတို့ဈေးကြီးရယ်တယောက်နဲ့တယောက်ဈေးချင်းမတူမတယောက်နဲ့တယောက်မညီဘူးမအားတို့ကြိုက်တဲ့ဈေးမအားတို့ဆင်ပြေတဲ့ဈေးအားလုံးဆင်ပြေတဲ့ဈေးမအားတို့သတ်မှတ်ထားတာမအားတို့ ਨੇ ဆင်ပြေတဲ့သူမအားတို့ ਨੇ လုံးကျန်တဲ့သူ ਨੇ ဆင်ပြေတဲ့သူကျန်တဲ့သူ ਨੇ လုံးလူတိုင်းကကိုယ်ရချက်မှုနဲ့ကိုမမလည်းမရချက်မှုရှိလို့အကိုကြည့်နေတဲ့သူတွေမှာလည်းကြည့်တဲ့သူတွေရချက်မှုရှိရတဲ့အဆင်ပြေရတဲ့လုပ်လို့ရတယ်မအားတို့ဒီမှာဆိုရင်တော့အဲ့အဲ့အဲ့ဒီ feedback အရင်ကုန်မယ်ပြီးတော့မှ visa ရသွားပြီဆိုတော့မလေးလက်မှတ်ဝယ်ရတယ် hotel booking လုပ်ရတယ်နောက်တစ်ဆင်ချင်းစီခတ်ကုန်တာအကိတ်အများမရခဲ့ဘူးဆိုလို့ရှင်တယ်မအားတို့အကြောင်းကြောင်းကြောင်းတာအချိန်ကြီးကြောင်းတာမရတာအမအားတို့ရဲ့ဝန်ဆောင်မှုတော့အမအားတို့အမခံတယ်အားလုံး မတို့ ਨੇ ရေရှည်လက်တွေ့ပြီးတော့ဒီနိုင်ငံတစ်ခုတည်းသွားမှာမဟုတ်ဘူးအခြားနိုင်ငံတွေပါသွားလို့ရအောင်မတို့အခြားအများကြီးချိန်ညံပေးတယ်မတို့ customer house နေဆိုအဲ့တခုပေါ့နော်တကယ်များလဲဗီဇာကြီးပဲသွားမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးရှောက်လို့ရတယ်အချို့ဆိုစေသွားခုမှရှိရဲစေရုပ် appointment နေနဲ့ဟုတ်ပဲသားသမီးတွေဘုံဘုံအပင်မေတွေကသားသမီးတွေအတွက်လုပ်ပေးတယ် တောင်းသားဗီဇာတွေအတွက်လုပ်ပေးတယ်ဒီဘက်ကနေကြတော့မိဘတွေကကြတော့တိတ်ပြီးတော့နိုင်ငံဆိုင်ရဆိုင်ရလိုအပ်တာတွေပိုင်းမသိတဲ့အတွက်အဲဆိုင်ရဆိုင်ရတွေကိုမအားတို့ပေးပြီးတော့မအားတို့ဗီဇာ brand ခိုင်းတယ်မအားတို့ကမအားတို့ခင်ဗျာမအားတို့ဗီဇာ brand ပေးတယ်အဲ့ဒါကြတော့တခုအဲ့ဒါကြတော့အဲ့လောက်ပဲကုန်တယ်ဟိုဘက်ကလိုအပ်တဲ့ဆိုင်ရဆိုင်ရတွေပေးရတယ်ထိုင်းမှာကမြန်မာ password တွေဆိုရင်ဥပမာကိုရီးယားကမ်ဘောဒီးယားလာအိုဗီယက်နမ်ဖိလစ်ပင်းအဲ့အဲ့လောက်သွားတာဗီဇာမလိုဘူးဝင်ထွက်ပြချင်တယ်ဆိုရင်အဲ့လိုမျိုးနိုင်ငံလေးတွေသွားလို့ရတယ်။ဒါပေမဲ့ဗီဇာမလိုပဲပြင်မဲ့လေခုနလေစိတ်မှာ မေးတာစမ်းတာတွေပြီးတဲ့ခါကျရင်အပြန်လက်မှတ်ပြတာတွေဘာတွေလိုလဲအဲ့အတွက်အဝင်အတွက်ကိုဘာတွေလိုလဲသိချင်ရင် comment ထားခဲ့လို့ရှင်မတို့အားလုံးသိတဲ့နာဆိုရင်မတို့ဒီခါလေး post လုပ်ပြီးထပ်တင်ပေးတယ်ဖြေလို့ရတယ်ဆိုလည်းချက်ချင်းဖြေပေးတယ်လို့ရတယ်။နှုတ်ပေးတယ်အမတို့ဗီဇာလျှောက်ပေးတယ်။ဒါကကြတော့အလေတို့ရိုးရိုးအလေဗီဇာနဲ့လျှောက်ပေးတာ။အချို့ကြတော့ចောင်းသားဗီဇာနဲ့လျှောက်ပေးတဲ့သူတွေရှိတယ်။အချို့တွေကြတော့ကိုရီးယားတိုးဗီဇာရတယ်နိ။ကိုရီးယားတိုးဗီဇာရတယ်။တိုးဗီဇာလည်းရတယ်။တိုးဗီဇာဆိုရင်တော့ဒီလောက်ပဲကုန်တယ်။အခုစလုံးကတော့တိုး visit ပဲ။ ဒါပေမဲ့ package ဝယ်ပြီးသွားတာ ਨੇ package မဝယ်ဘဲနဲ့ individual ရှောက်သွားတာအဲ့အဲ့ဒါပဲကွာအဲ့နှစ်ခုကတော့မတူဈေးလည်းမတူဘယ်ကောနော်အဲ့အတွက်ကိုဟိုအစားဆုံးဥမာတို့အစားနေပြီးတော့အချို့တွေဆိုဘာမှမသိဘဲနဲ့ သွားကျင်တာပဲတည်ရပတ်စံပေးရမယ်လို့ထင်တဲ့သူတွေရှိရဲ့ MLK မရအဲ့လောက်လွယ်တယ်ဆိုအားလုံးရောက်နေကြပြီလူတိုင်းကပတ်စံပေးပြီးသွားလို့ရတယ်ဆိုလဲရှိသေးကြတယ်ဆိုရင်သိန်း၁၀၀ဆိုလဲသွားမှာပဲ၂၀၀ရှာပြီးတော့သွားကြမှာသူတွေပဲရောက်ဖို့ကိုသွားကျင်တဲ့နိုင်ငံဒါပေမဲ့အဲ့လောက်ကြီးမလွယ်တဲ့အတွက်ကိုအကုန်လုံးကဟိုကလည်းစဉ်းစားတရားလဲစဉ်းစားအဖက်ဖက်ကစဉ်းစားပြီးတော့လုပ်နေရတာဖြစ်တယ်နော်ကိုကအငြင်းတဲ့ ဟိုဒါပဲစူးစမ်းမယ်ဗီဇာလိုအပ်ချက်တွေကိုကအစင်ချင်းစီပြရအောင်လုပ်ထားမယ်မြန်မာပြည်မှာရှောက်တဲ့ဗီဇာပုံစံနဲ့ကိုကထိုင်းမှာတော့မဟုတ်မလေးရှားမှာရောက်နေရဆိုရှောက်တဲ့ပုံစံချင်းကမတူဒါမှမဟုတ်ခုစဉ်းစားရမှာမြန်မာပြည်မှာဆိုရင် PP passport တန်ရုံးနေရတော့စကိုရီးယားမြန်မာပြည်မှာရှိတဲ့ကိုရီးယားတန်ရုံးဝထိုင်းတန်ရုံးကဟိုမင်းအားဗီဇာ PJ တွေ PP တွေသူတို့မခွဲထားဘူးဒါကြတော့ဒီမြန်မာဟိုတာဝန်ရှိသူတွေကပဲခွဲထားတာပေါ့နော် PP PP သူတို့တန်ရုံးတွေကတော့ဘာ passport ဖြစ်ဖြစ်သူတို့ visa လုပ်လို့ရရင်သူတို့လုတ်ပေးလိုက်တာပဲ သူတို့သတ်မှတ်ချက်ထဲဝင်သူတို့ကစာအုပ်ပေါ်မှာကန့်သတ်ချက်မထားဘူး application နဲ့လူတူချင်းတယောက်ချင်းနဲ့ရှောက်ထားချင်းပုံစံပေါ်မှာပဲကန့်သတ်ချက်ထားတဲ့အတွက်ပြဿနာမရှိဘူးဒါပေမဲ့အဲ့ဒါနောက်တစ်ပိုင်းပေါ့နော်ညီမပြတ်သွားမယ်ဆိုလို့ရှိရင်တော့ဒီလေးစိတ်ကနေပြီးတိုးနဲ့တကယ်ထွက်လို့ရဖို့ဆိုလို့ရှိရင်တော့အမားတို့ဒီတိုးကုမ္ပဏီတွေကလည်းထွက်လို့ရမရဆိုတာအမားတို့ကအကောင်းဆုံးတော့ကြိုးစားပြီးရင်ထွက်လို့ရမရဆိုတာလေဒီဒီ ဒီပေါ့နော်လေစိတ်ရဲ့လေစိတ်ပုံမှန်လေးမူတည်သေးတယ်နော်အဲ့ဒါလေးလည်းထည့်စင်စားဖို့လိုတယ်ခုနမြန်မာပြန်လာမယ်ဆိုတော့တယောက်ပေါ့တော့ package ဝယ်ပြီးသွားရင်လည်းဘလောက်လဲတဲ့ package ဝယ်ပြီးသွားရင်တိုး package ကကိုရီးယားတိုး package က2000အဲလင်းလက်မှတ်ကဥမာ1000ဆိုရင်ဒေါ်လာ3000လောက်တော့ကျမယ်ပြမအုပ်ဆုံးမှဆိုရင်1000ပေးရမယ်ပြီးတဲ့အခါကျလို့ရှိရင် visa ရတော့မှကျန်တဲ့ပတ်စံထပ်ပေးရမယ်အဲ့လိုမျိုးရှိတယ် မသွားခင်ဥပမာ3ရက်30လောက်အလိုမှာဆိုရင်50ကတော့ခြေထားရတယ်14ရက်လိုမှာဆိုရင်ကြံွေအကုန်ပေးရတယ်အဲ့ဒါတိုးပက်ကေ့ချ်သူပေးရတဲ့ပတ်စံပုံစံချင်းမတူ package ဝယ်ပြီးသွားမယ်ဆိုလို့ရှင်အဲ့ဒါပတ်စ်ကေ့ချ်မဝယ်ဘဲနဲ့ဗီဇာကြီးပဲလျှောက်ပေးပါဗီဇာနဲ့ပဲဗီဇာရမှအအချို့တွေကြာဗီဇာရမှ package ဝယ်တဲ့သူတွေရှိတယ်အချို့တွေကြာတော့ဗီဇာတင်တဲ့ခါမှာ package နဲ့တခါလေးပြတ်တင်တဲ့သူတွေရှိတယ်အချို့တွေကြာတော့ဟိုဘက်ကနေခေါ်စာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ကြိုက်ကိုရေးတဲ့စာနဲ့ပဲဖြစ်ဖြစ်ဗီဇာ run တဲ့သူတွေရှိတယ်တယောက်နဲ့တယောက်မတူကြဘူးအဲ့တော့ဈေးနှုန်းလည်းမတူဘူး ဒီမှာတို့ဝင်ဆောင်ပေးတဲ့ပုံစံကျန်တဲ့မတူဘူး။ညီမတို့ကအနည်းဆုံးတော့ဒေါ်လာ250ယူတယ်။ဗီဇာလျှောက်တယ်ဆိုလို့ရှိရင်။အဲ့ဒါကြတော့ဒီကိုရီးယားဂျပန် UK အဲ့အဗီဇာတွေပေါ့နော်အမျိုးမျိုးပုံစံအနည်းဆုံးပဲပြတာဈေးနှုန်းကအဲ့ဒါတွေကမတူဘူး။အဲ့တော့အားလုံးပဲပြင်ဆင်နေတယ်ခီးတွေထွက်ဖို့ပြင်ဆင်နေတယ်ဆိုရင်ဒီစာလုပ်ဖွဲ့ဖို့အမြဲတမ်းစောင့်ကြည့်နေဖို့ဖိတ်ခေါ်ပါရစေ။အကယ်၍ဒိုးတွေဘက်ကနေပြီးတော့တင်ပြမှုတွေကကိုယ့်ရဲ့ဟိုအကောင်းဆုံးတော့ တင်ပြတာပဲဒါပေမဲ့လွဲချော်မှုတွေရှိခဲ့တဲ့အချောင်းအခြေအနေတွေအကုန်လုံးပြောင်းလဲနေတာဖြစ်တဲ့အတွက်ဒီပြောတဲ့အချက်လက်တွေကတစ်ခုနဲ့တစ်ခုမကပ်ညီခဲ့ဘူးဆိုလို့ရှိရင်လည်းဒါကကျမတို့ကဟိုကိုရဲ့ဟိုအမှားယွင်းပဲဖြစ်တယ်ဆိုတော့ကျမတို့ဒီကနေ့ပြပြပေးသွားတာဖြစ်တယ်ဒီကျမတို့ပြောတဲ့စကားတိုင်းကတရားခိုင်တော့မှန်လားမမှန်လားဆိုတာလေဟိုကြည့်ရှုသူတွေကသုံးဖြတ်ရမှာဖြစ်တယ်ကျမတို့ကတော့အကောင်းဆုံးကိုသိတဲ့ဟာတွေကို sharing လုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီကိုရီးယားခီးစင်ပဲဖြစ်ဖြစ် ီယက်နမ်တိုးလက်ရှိရယ် website ကိုဝင်ကြည့်ကြပါအဲ့ဆာတို့ website မှာအများတန်း visa တွေအကြောင်းတွေညီမတို့ရေးထားတာရှိရယ်တိုး package တွေအကြောင်းတွေရှိရယ်နေလက်မှတ်တွေခီးသွားအမာဂန်တွေ hotel booking တွေအပြန်လဲရင်လက်မှတ် for show တွေအဲ့ဒါတွေပြီးတဲ့ခါကျတော့နိုင်ငံတနိုင်ငံတနိုင်ငံမှာဝင်ရမယ်ဝင်တဲ့ခါမှာပြရမယ် show money အနည်းဆုံးဘယ်လောက်လဲပါတယ်ဆိုတော့အများတန်းအများတန်း အများနဲ့အများနဲ့တင်ဆက်ပေးနေတာ update လုပ်ပေးနေတာဖြစ်တဲ့အတွက်ကို website မှာလည်းဝင်ကြည့်လို့ရပါတယ်။အားလုံးပဲနောက်ပိုင်းနောက်ပိုင်းတွေမှာလည်းခီးတွေအများကြီးအလီစာတို့နဲ့အတူတူထွက်နိုင်ကြပါစေလို့အလီစာမျှော်လင့်ပါတယ်။အားလုံးပဲအဆင်ပြေပြေနဲ့ခီးတွေအများကြီးထွက်နိုင်ကြပါစေရှင်အလီစာပါ။ Bye bye.